ားလုံးပဲမင်္ဂလာပါရှင်ခူမီလန်ညူးစ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်လေးနှစ်ကျော်အတွင်းရဲသားတရတယောက်သေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်လေးနှစ်ကျော်အတွင်းရဲသားတရတယောက်သေဆုံးခဲ့ကြောင်းနိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း APP ကအော်တိုဝါလာတရက်နေ့မှာထုတ်ပြန်ပါတယ်ရဲသားတွေသေဆုံးတာဟာစစ်ကောင်စီရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှု လက်နက်ကြီးကြီးနဲ့ပစ်ခတ်မှုတို့ကြောင့်တိုက်ဆုံမှုအများဆုံးဖြစ်တယ်လို့ဆိုပါရယ်စက်တင်ဘာလ29ရက်နေ့ကလည်းပလောဝမြို့ပေါ်ကိုစစ်ကောင်စီကပေါင်900ဘုံးသီး၃လုံးနဲ့၄ချောင်းဘုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါရယ်အဲ့ဒီ၄ချောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး၂ယောက်တိုက်ဆုံပြီးအရဲသား20ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ် ABP ရဲ့ထုတ်ပြန်ချက်အရ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိနိုင်ငံတော်စစ်ကောင်စီလက်ချက်နဲ့အရဲသားတိုက်ဆုံသူ3023ဦးရှိတယ်လို့သိရပါရယ်ဒါအပြင် အတည်ပြုဖို့လိုအပ်နေတဲ့တည်ဆုံးသူလဲအနည်းဆုံး2690ဝန်းကျင်ခန့်ရှိပြီးတိကျကောက်ယူစုဆောင်နေရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီအရက်သားတည်ဆုံးသူတွေထဲအမျိုးသမီးအယောက်1380အမျိုးသားအယောက်1653ယောက်နဲ့အသက်18နှစ်ယောက်ကလေးငယ်649ယောက်တို့လည်းပါဝင်ပါတယ်။